ရီတိုင်းမြောင်းမြအားထက်ခ6ရဲ့အုပ်စုဖွဲ့နိုင်ခြင်းမှုမှာပါဝင်တဲ့ចောင်းသူလေးတွေကိုပေါ့နော်ကျွန်တော်တို့ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့အတွက်လှုပ်ဆောင်လိုက်ပြီဖြစ်ကြောင်းတနိုင်ကန်လုံးကကြားသိရတာဖြစ်တဲ့အတွက်ပြည်သူတွေကလည်းကြီးလေးတဲ့ပြစ်ဒဏ်ဆိုတော့ဒေရန်များလားတကူနှိမ့်ဆက်တာများလားဆိုပြီးတော့ပြန်လဲစိုးရင်သွားကြပြန်ပါလိမ့် နော်ဒီလိုမျိုးအမှုကပြစ်ဒဏ်ပေးတင်တာတော့မှန်တယ်ဒါပေမဲ့အဲကျွန်တော်တို့တကယ်ကိုမှကြီးလေးတဲ့စကြောရင်းမှာရောက်ပြီးဆိုရင်ကျွန်တော်တို့အလုံးသေးချာတွေတိုင်းပါပဲစသားတွေကနှိမ့်ဆက်တဲ့ဘားရိုက်တွေဟိုကလေးတွေပါမချမ်းဘူးပေါ့နော်ကျွန်တော်တို့များစွာဒေဆုံးကြတာကိုတွေ့ရတယ်ဆိုတော့အခုလိုမျိုးစကြောရေးကိုရောက်ပြီးတော့တကူးလှုပ်သွားမှကို ပြည်သူတွေကလည်းစိုးရိမ်သွားချပြန်နေပေါ့နော်ဒါကြောင့်မလို့ပညာရေးဝန်ကြီးဌာနကနေပြီးတော့ဒီမှုကိုကောင်းမွန်မွန်ဆုံးဖြတ်ပေးဖို့အတွက်ကိုဒါပြည်သူတွေကတောင်းဆိုနေကြဖြစ်တယ်ပေါ့နော်ဒါမို့လို့ရှိရင်ပြည်သူတွေတောင်းဆိုချက်အရပြည်တံပေးဖို့နော်မှလာမှလောက်သားလောက်အောင်ကိုပေါ့နော်ကျွန်တော်တို့သင်ခန်းစာပေးဖို့ဒါမှသာလျှင်အဲနောက်လာမယ့်ကလေးတွေကချောင်းသားချောင်းသူလေးတွေကအတူယူတတ်မယ်ပါညာပြောဆိုကြတဲ့ခါကျတော့ဆန္ဒပြနေကြတဲ့ခါကျပေါ့နော် တခုခုလောက်သွားမလားဆိုပြီးတော့ဟိုစိုးရင်သွားချပြန်နေပေါ့နော်အလွန်ကြုံပြီးတော့ဆုံးမခိုင်းရင်လည်းပဲဒါကလေးတွေပဲထိမယ်ဆိုတော့လေနော်အခုကပညာရေးဝန်ကြီးဌာနအနေနဲ့အ мян ဆုံးတာဝန်ဆောင်ရွက်ပေးဖို့အတွက်လိုအပ်နေပြီလေဖြစ်ပါတယ်။နော်အထူးသဖြင့်တော့ကျွန်တော်နေနေကကျတော့အခုဒီကိစ္စတွေပေါ်ပေါက်လာတဲ့အခါမှာကျောင်းဆရာမကြီးရဲ့ပတ်ဆိုင်ယူပြီးတော့နှုတ်ပိတ်တဲ့ကိစ္စတွေကဒီမှုကလွန်ခဲ့တဲ့နှစ်ကလေးကဖြစ်သွားခဲ့တာကို နော်ဖြစ်ခဲ့တာကိုခုမှဒါ online ပေါ်မှာတက်လာတဲ့အတွက်ပြန်လည်ပြီးတော့ပြည်သူတွေကတီးရတာပြည်သူတွေကတီးရတာဆိုတော့ဒါအကြောင်းဆီယာမကြီးရဲ့နှုတ်ပိမ့်မှုတွေကိုကျွန်တော်ထင်ရှားတွေ့မြင်ရတာဖြစ်တဲ့အတွက်အကြောင်းဆီယာမကြီးကိုဟိုမှတ်လာမှတ်လောက်သားလောက်အောင်ပေါ့နော်ကျွန်တော်ဆုံးမဖို့အတွက်ကိုပဲပြောခြင်းတယ်နော် အမှုမှပေါ်ပေါက်ပါစေခရံသူကလေးကတော့အမိပြေလေးမရှိဘူးသူမှဒေါ်ရင်းနေနေပဲနေခဲ့ရတာဆိုတော့အင်တာနက်မှာတနာဖို့ကောင်းနေပွားပြီဖြစ်ပါရယ်အကောင်းဆုံးပြန်လည်ပြီးတော့စိတ်တန်ရတွေကုသနိုင်ပြီးတော့ဒါပညာရေးကိုဆက်လက်ပြီးတော့သင်ချားနိုင်ပါစေ